တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆရာမှာကတော့စာရေးဆရာမောင်နှင်းပန်းရဲ့မေတ္တာပရဝန်ဆိုတဲ့ဝတ္ထုတွေကိုနားဆရာမှာဖြစ်ပါတယ်ဒီတနှစ်ຫນွေကတော်တော်ကိုပူသည်လှုပ်လိုက်တိုင်းချွေးထွက်ခြင်းသည် ချွေးထွက်များလွန်းသောကြောင့်ရေတက်ခန်းချောက်ခါခန္ဓာကိုယ်တစ်ခုလုံးမလုတ်ချင်မသေးခြင်းဖြစ်နေသည်တခါတခါခေါင်းစီကရေခနဲမူသည်ခဝေးဝေးသို့လှမ်းကြည့်လိုက်လျင်တန်လျက်တို့တရိပ်ရိပ်ထနေပြီးအမြင့်အာယုံတွေမှုံမှုံမှိုင်းမှိုင်းဖြစ်နေသည်ထုံးစံတိုင်းမကြာခဏရေငက်နေသဖြင့်ခဏခဏတောက်နေရသည် ထို့ကြောင့်ဘိုက်ကကယ်လာပြီးထမင်းစားချိန်တန်လျင် မစားနိုင်တော့ စားပြန်လျင်လဲရေကိုသာတောက်နေရပြန်သဖြင့်အစာအိမ်ထဲတွင်ရေတွင်ဘောင်ပင်ခန့်နေတဲ့ကိုပင်တခါတခါကြားနေရသေးသည်လမ်းမသို့မျှော်ကြည့်လိုက်လျင်ဟိုဟိုဒီဒီသွာလာသူတွေနဲလွန်လာပြီးမဖြစ်မနေသွာလာနေရသူတွေက နေပူတံကိုကာကွယ်နိုင်ရန်ထီးအုပ်ထုပ်တွေကိုစီစောင်းက စိတ်မပါလက်မပါရွေးလျားနေကြသည်ကျွန်တော်ဒီလဲထိုလူတွေနီးတူလမ်းမော်ထွက်ရမှာအလွန်ဝင်လေးနေမိသည် တားငယ်နှင့်သမီးငယ်ကတော့အိမ်ရှိသစ်ပင်ရိပ်အောက်တွင်ငြိမ်ငြိမ်သက်သက်ကစားနေကြသည်ဇနီးတွေကတော့နေပူထဲမထွက်စေရန်ကလေးတွေကိုတရိပ်ပေးနေရင်ကျွန်တော်အနားတွင်လာထိုင်သည်သူ့လက်ထဲမှာရက်တောင်တစ်ဖြက်ဖြက်ကြောင်းအေးမြမြဖြစ်သွားတော့လေရက်တောင်ရက်သွားလျင်တိတိသားသားပြန်အိုက်လာတာပဲဖြစ်သည်ကျွန်တော်အနေနဲ့ပန်ကာလီကြာကြာခံမိလျင်တကိုယ်လုံးကြိုက်ခဲလာတတ်ပြီးဖျားခြင်းသလိုလိုနားခြင်းသလိုလို့ ဖြစ်တတ်သဖြင့်တန်ကာကိုလည်းမဖွင့်ရဲ။မိုးကလည်းမရွာနိုင်သေးဘူးနော်။ဇနီးတွေကကျွန်တော်ကိုပြောသလိုလိုသူတယောက်ထဲရေရွတ်သလိုလိုဆိုလိုက်သဖြင့်ကျွန်တော်ငယ်စဉ်ကအဖိုးပြောခဲ့ဘူးသောစကားတချို့ကိုတတိယမိလိုက်သည်ထို့ကြောင့်တို့ငယ်ငယ်ကတော့အဖိုးပြောဘူးတယ်တကြံကြပြီး45ရက်ကြာမှမိုးရွာတာတဲ့ကျွန်တော်စကားကြောင့်ဇနီးတွေက အခုမှမေလာဇမ်းပဲရှိသေးတော့လူသေးတာပေါ့နော်ဆိုသောစကားကိုခေါင်းညိတ်ထောက်ခံလိုက်မိသည်ဇနီးတဲ့ကကျွန်တော်ကိုတခုခုပြောချင်နေပုံရသဖြင့်သူ့မျက်နှာကိုလှမ်းကြည့်လိုက်တော့သူကတပြင်းကိုခက်သားသားခြာရင်းနေပူလုံးလို့လားမသိဘူးခလေးတွေ ထမင်းသိမ့်မစားနိုင်ကြဘူးသူစကားအဆုံးတွင် ကျွန်တော်ကလှစ်ခနဲပြုံးလိုက်မိ၍သူကအိုဒိုအန်တန်ဖြစ်သွားပြီးကျွန်တော်ကိုဘာပြုံးတာလဲဟုမေးလာသည် အားမမဟုတ်ပါဘူးကွာမင်းချက်တဲ့ဟင်းတွေကိုဂရင်မတွေ့ကြလို့လဲဖြစ်ချင်ဖြစ်မှာပေါ့ကျွန်တော်စကားဆုံးတွင်ဇနီးတဲ့ကနှကန်းကိုမဲ့ကရေတေတေပြုံရင်တစ်ဖက်လှဲ့သွားသည်အာမနာတန်းဆိုရလျင်ကျွန်တော်ဇနီးတဲ့ကဟင်းချက်သိမ့်မကောင်းဟင်းအတွဲဆက်ကပိုး၍ညံ့သည်ကျွန်တော်ကြားဘူးဒီကဟင်းချက်တာကအတက်ပညာဟင်းဆက်တာကအမှုပညာဟု၍ဖြစ်သည် ထို့သို့ဆိုလျင် သူကနှမျိုးစလုံးပြိုင်ဘက်ရှားသူဟုဆိုရပါလိမ့်မည်။ငကြောနှင့်ကြသားကြောခရမ်းညင်သီးတို့နှင့်ချမောင်ဟင်းပဲဟင်းနှင့်အချင်းရင်ဟင်းလိုဟင်းမျိုးတွေကို မကြာခဏတွဲဆက်၍ကျွေးဘူးသည်။ကျွန်တော်ဒီလဲမြေယာဟင်းကောင်းဟုသဘောထားကကျေနပ်အောင်စားပြခဲ့ရသည်။တခါတရံမီးမလာ၍ဖြစ်စေချက်ပြုတ်ချိန်နောက်ကျသွား၍ဖြစ်စေလမ်းထိပ်ဟင်းဆိုင်ကပြေး၍ဝဲကျွေးတတ်တာမျိုးလဲကြုံဘူးသည်။ ထိုအခါကျွန်တော်ကမောပြေဟု၍တခြင်းကိုဖြတ်၍ဆိုပြသည် မောင်ပြန်လာရင်အစင်နှင့်စားဖို့ရေပြေဝေရတာကြပြာကြာမောလာပါလေဒီအခါမျိုးတွင် သူကနှကန်းကိုစူကာစိတ်ကောက်သွားတတ်သည်ဒီလိုအခါမျိုးတွင် ကျွန်တော်ကတော့အမေချက်ကျွေးသောငါးနိုင်ခြင်းနှင့်ချက်ထားသည့်ချမောင်ဟင်းပြစ်ပြစ်ကိုငရုတ်သီးမှုဖြူကအာရပါရလွေးလိုက်ခြင်းသည် ယခုလိုပူပြင်းသွန်းသည့်နွေလာများတွင် အမေချက်ကျွေးသည့်ထိုဟင်းတွေကဂရင်းမြေငဲ့ဘူးဒီမှာအမှန်ဖြစ်သည်အခုတော့အမေအိမ်ကို နေတိုင်းမရောက်ဖြစ်တော့သို့တော်နှစ်ရချားတစ်ခေါက် သုံးရချားတစ်ခေါက်တော့မရောက်ရအောင်သွားပြစ်သည် အမေကလည်းကျွန်တော်မလာလျင်မြုံနေတတ်သည်အဲ့ဒါတက်ရရင်ကောင်းမလားဟင်ကျွန်တော်လက်မောင်းကိုကင်ကရုတ်တရက်ပြောလာသောဇနီးတွေကိုလဲပြန်ကြည့်ရင်း ။ဘာပြောတာလဲဟူသောသဘောနှင့်မေးဆက်၍မေးလိုက်ရသည်။ထိုအခါဇနီးတဲကခလေးတွေထမင်းမစားတာအားစေးတတ်ရင်ကောင်းမလားလို့မေးနေတာလေ။ဒီတော့မှအတွေးလွန်သွားသောကျွန်တော်အတွေးစာကိုပြန်လဲစူးစီးကာသူ့ကိုခေါင်းညိတ်ပြလိုက်ရသည်။ကဲမထူးတော့ဘူးကွာ။မနဲ့ပြန်ညက်နေစာကိုစိုက်မှသွားစားကြမယ်။ကျွန်တော်စကားကြောင်ဇနီးတဲ၏မျက်နှာတစ်ချက်လင်းလက်သွားပြီး ကလေးတွေကိုချက်ချင်းအကြောင်းကြားလိုက်သည်ကလေးတွေကလည်းပျော်မဆုံးမော်မဆုံးဝင်းငွေနှင့်ထွက်ငွေမျှအောင်တုံးနေရခြင်းတွင်အပိုထွက်ငွေကိုဂယုဆိုင်တုံးနေရတော့လေကလေးတွေထမင်းမစားနိုင်သဖြင့်အပြောင်းလဲတစ်ခုဖြစ်လို့ဖြစ်ညာစွန့်စားလိုက်ရခြင်းဖြစ်သည်သို့သော ကျွန်တော်အသုံးစရိတ်ကိုခြွေတာလိုက်လျင်မိသားစုစရိတ်အတွက်ပြဿနာသိမရှိလားဆိုင်မှာထမင်းသွားစားဖို့အရေးပျော်ပျော်ရွှင်ရွှင်ဖြစ်နေသောကလေးတွေကိုကြည်ပြီး ကျွန်တော်ရောဇနီးတွေပါပြုံးမိသည် ထို့နောက်ဇနီးတွေကအင်ရှင်မပြီးပြီးထိုနေ့ညနေစာကို လုံးဝမချက်တော့အတိတ်ဘဲကကျွန်တော်ကိုဂရိမဖြတ်နဲ့ဟူသောသဘောကျွန်တော်ဂရိဖြတ်လျင်ကလေးတွေငတ်ကုန်မည်ဟုပညာသားပါပါသတိပေးလိုက်ခြင်းဖြစ်သည်ထို့နောက်သားနှင့်သမီးကိုခေါ်ကာကျွန်တော်တို့လင်းမယားမညာခင်က မကြာခဏစားလေရှိသော ထမင်းဆိုင်သို့မိသားစုလိုက်ခြိတက်လာကြသည် ဆိုင်းနီယာကကျွန်တော်တို့ရက်ကွက်နေအနှဲငယ်အလှမ်းဝေးသဖြင့်ကားငှားမှတင့်တော်နိုင်သဖြင့်ကားငှားကကအပူထထွက်ရပြန်သည် သို့သော တခါတလေမှသာရသောသားသမီးတို့၏အခွင့်အရေးတွင်ကျွန်တော်အတွေးကိုခက်မြန်မြန်ဖျောက်ပြစ်ရသည်ကလေးတွေကတော့မျှော်လင့်မထားဘဲအပြင်ထွက်ရပြန်သဖြင့်ပျော်ရွှင်နေကြသည်သမီးငယ်ကစကားတွေဖောင်ဖွဲ့အောင်ပြောလာသည်သားကြီးကတော့တခြင်းတအေးအေးဖြင့်လိုက်ပါလာသည် ဆိုင်ကိုရောက်တော့ထမင်းလေးပွဲ ကုံမောင်ကြီးကျော်ကြက်ချိုချင်းနှင့်တုံရန်ဟင်းညိုတို့ကို အရင်မှားလိုက်သည်ထို့နောက်မျိုးသမီးဤတောင်းဆိုမှုကြောင့်မှုကစုံတပွဲပါထပ်မှားလိုက်သည်ဟင်းပွဲတွေရောက်မလာခင်ကတည်းကပါဇက်တပြင်းပြင်းဖြစ်နေသောတားနှင့်သမီးကစိတ်မရှိသလိုနှင့်ကျွန်တော်ကိုလှမ်းလှမ်းကြည့်နေကြသည်မကြာမီမှာပင်ဟင်းပွဲတွေရောက်လာသဖြင့်မိသားစုလုံးခေါင်းမဖော်တမ်းအားရပါးရလွေးကြတော်သည် အပြောင်းလဲဖြစ်သွားသောကြောင့်လားမသိ။စားရသည်မှာအတော်ရသာရှိပြီးထမင်းစားအတော်ဝင်ကြသည်။ကျွန်တော်ဒီပင်လျင်ဝမ်းပိုက်တစ်ခုလုံးပြည့်ကျက်နေပြီးတနင်တပိုးဖြစ်နေခဲ့သည်။စားတော့၍ပြီးစီသွားသောအခါကြတဲ့ငွေကို ရှင်းပြီးပြန်မိပြန်တော့ဇနီးတွေကအိမ်မှာဆိုရင်နှစ်ရက်စာဈေးဘိုးလောက်ရှိတယ်နော်။ဟုနှမျောတတစွာဆိုသည်။ ျွန်တော်ကသူ့ကိုဆက်မပြောစေခြင်း၍ခေါင်းခါပြလိုက်ပြီးအပြန်အတွက်ကားငှားရန်ပြင်ရပြန်သည်အပြန်တွင်တော့ကျွန်တော်ကလေးတွေအလာတုံးကလိုမတွက်လက်တော့ငြိမ်၍လိုက်ပါလာကြသည်တဖြည်းဖြည်းနှင့် အမေအိန်းသားနီးလာတော့ဇနီးတဲ့နှင့်မိသားစုအားဆက်သွားစေပြီးကျွန်တော်ကဆင်းနေခဲ့လိုက်သည်တမီးကပါ လိုက်မည်ဆိုသဖြင့်အပြန်တွင်လမ်းအဝေးကြီးလျှောက်ရမည်ဆိုသည်ဖြင့်သူ့အမေနှင့်ဆက်လိုက်သွားစေရသည် လမ်းထိပ်စီမှအမေအိမ်ကို မျှော်ကြည့်တော့အရင်လိုပဲ တိတ်ဆိတ်ငြိမ်သက်နေသည် အေးချမ်းနေသည်ထိုအိမ်ကလေးသည် ကျွန်တော်ဤချက်မြွေရာဒေသဖြစ်သောကြောင့်အချိန်တိုင်းလွမ်းနေတတိယနေသောအိမ်ကလေးလည်းဖြစ်နေပါသေးသည်ကျွန်တော်ခြံဝရောက်တော့ထင်သားပဲဟူသောအမေအတန်းကိုဥစွာကြားလိုက်ရသည်အိမ်ထဲရောက်တော့ခေါင်းရင်းတွင် ကလထိုင်တစ်လုံးနှင့်ထိုင်နေသောအမေကနောက်ဖေးသို့လှမ်းမျှော်ကား တမီးရေဒီမှာနင့်ကိုကြီးရောက်လာပြီဟေ့ဟုလှမ်းအော်လိုက်သည်တိတ်မကြခင်မှာပင်ကျွန်တော်ညီမအလက်မကမနဲ့ကလေးကကိုကြီးလာမှာပဲဆိုပြီးဟင်းတွေကိုအမေက ကိုတိုင်ဝင်ချက်နေတာဆိုရင်အိမ်နောက်ဖေးမှာထွက်လာခဲ့သည်လက်ထဲတွင်လည်းထမင်းပကံနှင့်ဟင်းပကံတို့ကိုယူလာသည်ကျွန်တော်ရင်ထဲတွင်လက်ခနဲဖြစ်သွားသည် အမေကိုလှမ်းကြည့်လိုက်တော့အမေကပရီးတကုံးနှင့်တရားမှတ်နေသည် ကျွန်တော်ဒီညီမလေးကိုကြည်လိုက်သူပြင်ပေးထားသော ထမင်းမွဲကိုကြည်လိုက်နှင့်ရုပ်တရက်ဘာပြောရမှန်းမသိဖြစ်နေသည် ထို့နောက်မေးကပရိတန်လန့်နှင့်သွားသာထမင်းသွားစားလိုက်နင်းလာမယ်ထင်လို့နင့်အကြိုက်ချမောင်ဟင်းချက်ထားတယ်ရာဒီဥရုကတိတ်ပူတော့နင်တို့အိမ်မှာထမင်းစားကောက်မှာမဟုတ်ဘူး။သွားစားကြည်။အမေကိုကြောင်ကြည့်ကြည့်နေမိသည်။ပြောရမည့်စကားတွေကလေချောင်းဝရင်းတစ်ဆို့နေသည်။ ကျွန်တော်ထမင်းစားပြီးပြီအမေဟုမိတို့ဆိုရမည်မသိတားသမီးတို့အရာရာတိနေသောအမေ အသက်ရွယ်ကြီးရင်နေတော်လဲကျွန်တော်လာမည်အထင်နှင့်ကျွန်တော်အကြိုက်ချွေးတလုံးလုံးနှင့်ချက်ခဲ့သည့်အမေအလွယ်လေးလက်ဆေးစားရမည်ကျွန်တော်က မစားနိုင်လောက်အောင်ဗိုက်ပြေနေသည်အမေစေတနာအတွက် ကျွန်တော်ဝမ်းနည်းနေမိသည်ရှင်ထဲတွင် တင်းကျပ်လာသည် ရုတ်တရက်အပြောရခတ်နေသောကျွန်တော်ကို အမေကအကဲခဲ့၍"အင်းမြုံမကြဘူးထင်ပါရဲ့။သမီးရေနေကိုကြီးတို့ဟင်းကိုဂျိုင်လေးတစ်ခုနဲ့ထည့်ပေးလိုက်။အိမ်မှာကလေးတွေပါစားရတာပေါ့။ညီမလေးကတော့အမေအမိန်တိုင်းကျွန်တော်မိသားစုစားရန်အတွက်ဂျိုင်တစ်လုံးနဲ့သူပြောင်းထည့်နေသည်။ပြီးနောက်ကျွန်တော်ရှေ့စပွဲပေါ်လာတင်ပေးထားသည်။အမေကတော့ကျွန်တော်အလုတ်ကိုင်းစားဝတ်နေရေးခလေးတွေဤကျမ်းမာရေး ညာရေးတစ်ခုမကြမ်းအောင်မေးနေသည် အမေနှင့်ကျွန်တော်မတွေ့ရသည်မှာသုံးရံမျှသာရှိသေးသည်သို့သောအမေမေးမြန်းနေပုံကနှစ်ရှည်လာများဝေးကွာနေသောသားသမီးကို မေးပုံမျိုးဖြစ်နေသည်ကျွန်တော်လည်းအမေမေးသည်များကိုတတိထားဖြေနေရင်းအိမ်ပြန်ဖို့ကိုပဲစဉ်းစားနေမိသည်ဤသည်ကိုရိပ်မိပုံရသောအမေကကဲ့ကဲ့ပြန်ချမ်းယူသွားဟုဆိုနေပြန်သည် ျွန်တော်လဲအိမ်မက်နေသူတယောက်လိုအမေပေးသောဂျိုင်ကလေးကိုစွဲကာအပြန်လန်းကိုစတင်မိသည်အပြန်လန်းတွင်လက်ထွဲတွင်စွဲထားသောဂျိုင်ကလေးမှာကျွန်တော်နှင့်ကျွန်တော်မိသားစုအတွက်အထိတ်ပဲလုံးလုံးမရှိမှန်းကျွန်တော်သိပါသည် သို့သောကျွန်တော်မယူလာမိလျင်အမေစိတ်ကောင်းမည်မဟုတ်ယူလာမိသည့်ကျွန်တော်လဲလုံးလုံးစိတ်မချမ်းသာနိုင်လက်ထဲကဂျိုင်ကလေးကို ကျွန်တော်ငုံကြည့်မိသည် ကျွန်တော်မျက်နာတစ်ပြင်လုံးရှက်စိတ်ကြောင့်နှီးမြန်းနေလိမ့်မည်ထင်သည်သို့သော ထိုကြိုင်ကလေးတဲတွင် အမေဤမြစ်သားဂီယူနာရီကတော့ပြည့်ပြည့်တိတ်တိတ်ပါဝင်နေမည်ဟုယုံမှားเสียမှရှိပါအာယုံတစ်ခုလုံးကကျွန်တော်တို့မိသားစုတစ်စုလုံးအာရပါရစားတော့ခဲသောစားတော့ဆိုင်မှထမင်းဝိုင်းကို ပြက်ပြက်ထင်းထင်းပြန်လည်မြင်ရောက်နေခဲ့သည် ကျွန်တော်သည်အလွန်ညံ့ဖျင်းခဲ့သူဖြစ်သည် အတ္တကြီးခဲ့သူဖြစ်သည် ကိုခြင်းစာတရားခေါင်းမာခဲ့သူဖြစ်သည်ထို့သောမိသားစုလုံးအာပါတရားစားတော့ခဲ့ကြစဉ်ကအမိကိုရိုးတိုးရိတ်တိတ်မျှသတိမရခဲ့ပါဟုဝန်ခံရပါလိမ့်မည်ထို့သောစားတော့နေကြခြင်းတွင်အမိကကျွန်တော်ကိုမျှော်နေပေလိမ့်မည်ဒီတစ်နှစ်ຫນွေကအတော့ကိုပူသည်ရှင်내တွင်တော့ရှက်စိတ်ကြောင့်ပူ၍ပူနေခဲ့သည်ထင်သည်ရွှေမြုပ်တေရုပ်စုံမဂ္ဂဇင်းဇွန်လား 2019ခုနှစ်